ါကစ္စတန်ကိုတော့အိန္ဒိယလေကြောင်းကနေဘုံကျဲတိုက်ခိုက်လိုက်ပါပြီ။အိန္ဒိယဟာပါကစ္စတန်မူဇာဖာဘတ်မှာရှိတဲ့အကြမ်းဖက်စစ်တင်တဲ့စခန်းဖျက်ဆီးခဲ့တယ်လို့သတင်းထွက်ပေါ်လာပါတယ်။ဒီနေရာကဂျိုင်ရှ်အီမိုဟာမက်ရဲ့အဓိကအကြမ်းဖက်တင်တဲ့စခန်းဖြစ်ပြီးအကြမ်းဖက်သမား90ကနေ100လောက်ကို လေ့ကျင့်ပေးတဲ့နေရာလေးပဲဖြစ်ပါတယ်။နောက်ပြီးဒီနေရာမှာပါကစ္စတန်စစ်တပ်ကလည်းအကြမ်းဖက်သမားတွေကိုလေ့ကျင့်ပေးနေတာပါ။ဒီဌာနကိုအကြမ်းဖက်သမားတွေကိုဂျမ်မူနဲ့ကက်ရှမီးယားရဲကိုမစေလွတ်ခင် ကူးပြောင်းစခန်းအဖြစ်အသုံးပြုတယ်လို့သိရပါဗျ။ဒီဌာနမှာအကျန်းဘက်သမား90ကနေ100လောက်နေထိုင်ပါတယ်။နာဂရိုတာတိုက်ခိုက်မှုမှာအကျန်းဘက်သမားတွေဟာဘာလီနီတရားအနီးကနာဂရိုတာမှာရှိတဲ့စစ်တပ်စခန်းတွေကိုဝင်ရောက်ပြီးစစ်သားတွေကိုပြစ်ခတ်ခဲ့ပါတယ်။နာဂရိုတာတိုက်ခိုက်မှုကိုလှုံ့ဆော်ဖို့အကျန်းဘက်သမားတွေကိုဒီဌာနမှာအစီအစဉ်ဆွဲခဲ့ပါတယ်။အိန္ဒိယရဲ့ထောက်လန်းရေးဖွဲ့ရောဟာဒီအကျန်းဖတ်စခန်း၉ခုကိုရွေးချယ်ပြီးအိန္ဒိယကတိုက်ခိုက်ဖြက်စီးမဲ့နေရာတွေအဖြစ် ဆုံးဖြတ်ဖို့နှစ်ပတ်ကြာအချိန်ယူခဲ့ရပါတယ်။ဒီတော့တွင်အိန္ဒိယရဲ့စင်ဒူစစ်စင်ရေးဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ပါကစ္စတန်နဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ဂျမ်မူနဲ့ကက်ရှမီးယားရှိအကြမ်းဖက်စခန်းတွေကိုတိုက်ခိုက်မှုမှာအကြမ်းဖက်သမား80ကနေ90လောက်သေဆုံးခဲ့ပါတယ်။အိန္ဒိယထောင်လိုင်းရေးဖွဲ့တွေကအခြားအကြမ်းဖက်စခန်းတွေမှာသေဆုံးသူအရေအတွက်ကိုစစ်ဆေးအတည်ပြုနေပါတယ်။ဒါကြောင့်တရားမျှတမှုရရှိခဲ့ပါပြီ။ဒီအကြမ်းဖက်နေရာ၉ခု အကြမ်းဖက်လှုပ်ရှားမှုစတင်ရနေရတွေကိုအိန္ဒိယထောက်လန်းရေးဖွဲ့ရောကလွန်ခဲ့တဲ့နှစ်ပတ်တွင်းကဂရုတစိုက်ရွေးချယ်ခဲ့တာပါဝန်ကြီးချုပ်နာရင်ဒရာမိုဒီကလည်းအိန္ဒိယတက်မတော်အကြီးအကဲတွေအမျိုးသားလုံခြုံရေးအကြံပေး NSA နဲ့တွဲဆောင်ဆွေးနွေးမှုတွေအများကြီးပြုလုပ်ခဲ့တာပါသူကိုယ်တိုင်အစည်းအဝေး15ကြိမ်ကျော်ဥဆောင်ကျင်းပခဲ့ပြီးထောက်လန်းရေးအေဂျင်စီတွေကအချက်လက်တွေအများကြီးရယူခဲ့ပါတယ်အကြမ်းဖက်သမားတွေဟာဖာဟယ်ဂန်တိုက်ခိုက်မှုအပြီးမှာသူတို့ဟာနေရာပြောင်းရွှေ့မှုလှုပ်ရှားနေကြပါတယ် ဒါပေမဲ့အိန္ဒိယရဲ့လုံခြုံရေးအေဂျင်စီတွေကသူတို့ရဲ့အလုပ်ကိုဆက်လက်လုပ်ဆောင်နေပြီးပါကစ္စတန်တွင်းကဒီအကြမ်းဖက်အဖွဲ့တွေကိုရှာဖွေဖျက်ဆီးဖို့သူတေသနာနဲ့ပြင်ဆင်မှုတွေပြုလုပ်ခဲ့ပါတယ်။အခုတော့အိန္ဒိယစစ်တပ်ရေတပ်နဲ့လေတပ်တို့ရဲ့နှိမ့်နှိုင်းဆောင်ရွက်တဲ့လှုပ်ဆောင်မှုတစ်ခုကိုမြင်တွေ့ခဲ့ရပါတယ်။သူတို့ဟာပါကစ္စတန်တွင်းကအကြမ်းဖက်ကွန်ရက်ကိုဗျူဟာကြကြတိုက်ခိုက်ဖို့အတူတကွစီစဉ်ခဲ့ပြီးတတ်မှတ်ထားတဲ့ပြစ်မှတ်၉ခုကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဒါကြောင့်အိန္ဒိယဟာ ဖာဟဲလ်ဂန်မှာခရီးသွား26ဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကိုလက်စားချေခဲ့ုံသာမကပါကစ္စတန်နယ်နိမိတ်တွင်အကြမ်းဖက်ကွန်ရက်တွေလှုပ်ရှားနေမယ်ဆိုရင်အိန္ဒိယကပါကစ္စတန်နယ်နိမိတ်ထဲထိဝင်ရောက်ပြီးပြင်းထန်စွာတိုက်ခိုက်မယ်ဆိုတဲ့သတင်းစကားတစ်ခုကိုပေးပို့ခဲ့ပါတယ်။အခုချိန်မှာဒီလိုနှစ်နိုင်ငံဆက်ဆံရေးတင်းမာနေတာကြောင့်အိန္ဒိယနဲ့ပါကစ္စတန်တို့သာစစ်ပွဲအကြီးကြီးဆင်နွှဲကြရင်ဘလို့ပုတ်ဘဲပုံစံမျိုးစစ်ရေးပေါ်ဆောင်လာနိုင်တယ်လဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင်ပါ။စစ်ပွဲစတင်တော့မယ်ဆိုတာနဲ့ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာနယ်စပ်တစ်လျှောက်အင်အားကြီးမားတဲ့တပ်ဖွဲ့တွေချထားနေပြီးမကြာခင်မှာစစ်ရေးတိုက်ခိုက်မှုဖြစ်ပေါ်နိုင်တယ်ဆိုတဲ့အရေးအမွက်ကိုပြသနေပါလိမ့်မယ်။ဒါပေမဲ့တင်းမာမှုတွေဒီအဆင့်ထိဘလို့ရောက်ရှိခဲ့တယ်လဲဆိုတာကိုနားလည်ဖို့ဒီအရာတွေဘလို့စတင်ခဲ့လဲဆိုတာကိုပြန်ကြည့်ဖို့လိုအပ်ပါတယ်။2025ခုနှစ်ဧပြီလ22ရက်နေ့က Falcon အကြမ်းဖက်တိုက်ခိုက်မှုမှာလူ26ဦးသေဆုံးခဲ့ပြီးတိုက်ခိုက်မှုပြီးမှာအကြမ်းဖက်သမားတွေဟာတစ်တောရဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ အိန္ဒိယစစ်တပ်ရဲ့အဆိုအရဒီတိုက်ခိုက်မှုဟာစစ်ပွဲတစ်ခုရဲ့လုပ်ရဖြစ်တယ်လို့သတ်မှတ်ထားပါတယ်။အိန္ဒိယဟာ Coastal Doctrine လေမြန်သာထိုးပေါက်တိုက်ခိုက်ရေးမူဝါဒကိုလိုက်နာပြီးပါကစ္စတန်ကတော့ NCWR New Concept of War Fighting စစ်စင်ရေးအသေးလို့လဲခေါ်တဲ့သူ့ရဲ့စစ်စင်ရေးအယူအဆကိုအားကိုးပါတယ်။ပါကစ္စတန်ဟာတရုတ်နိုင်ငံထုတ် JF-17 ဂျက်လေယာဉ်တွေနဲ့ American ထုတ် F-16 လေယာဉ်တွေကိုအသုံးပြုပြီးရုတ်တရက်တိုက်ခိုက်မှုတစ်ခုစတင်နိုင်ပါတယ်။ အိန္ဒိယကတော့ပြင်သစ်နိုင်ငံထုတ် Rafael ရုရှားထုတ်စုခွိုင်းစုတတိနဲ့ MiG လေယာဉ်တွေကိုအသုံးပြုထားပါဗျ။ခရီးသွားရာပေါင်းများစွာဟာ Fahel Ganshi ဘိုင်ဇာနဲ့မြက်ခင်းပြင်တွေရှိတဲ့ရှုကင်းတာနေရာကိုလာရောက်လည်ပတ်ခဲ့ကြပါဗျ။ဒီခြိုင်ဝမ်းဟာခြေလျင်သွားရတာဒါမှမဟုတ်မြင်းစီပိတာဝင်ရောက်နိုင်တဲ့နေရာဖြစ်ပြီးအဲ့ဒယ်ရီဟာမီနီဆွစ်ဇာလန်လို့တင်စားခေါ်ဝေါ်တဲ့လှပတဲ့ရှုကင်းတွေကိုခံစားရင်းစီကားနေခဲ့ပါဗျ။တည်င်းတွေအရာ ီလူကြိုက်များတဲ့ခရီးသွားနေရာမှာလုံခြုံရေးတပ်ဖွဲ့တွေမရှိခဲ့ပါဘူး။ဖာဟယ်ဂန်တိုက်ခိုက်မှုအတွက်တာဝန်ရှိသူတွေဖြစ်တဲ့အကြမ်းဖက်သမားတွေဟာအနန္တနက်ခရိုင်မှာရှိတဲ့ဖာဟယ်ဂန်ရဲ့ဗဇားနဲ့မြက်ခင်းပြင်နေရာကိုစိတ်ဝင်ခဲ့ပါတယ်။သူတို့ဟာကိုကာနက်ဒေသကနေစတင်ပြီးထူထပ်တဲ့တစ်တော်တွေကို နိုင်ပေါင်းများစွာဖျက်ဆီးခဲ့ပြီးမှဒီနေရာကိုရောက်ရှိခဲ့တာပါ။အိန္ဒိယအစိုးရအဒီအာမတ်တူကာဆိုတဲ့ပါကစ္စတန်ကနေပြန်လာခဲ့တဲ့ ဘီဟာကဒေတာကန်တူဟာဒီအကျန်းဖက်အဖွဲ့ကိုလမ်းပြပေးရမှာအဓိကခန်းကဏ္ဍမှာပါဝင်ခဲ့ပါတယ်။သူကလည်းသူ့ရဲ့လှုပ်ဖော်ကင်ပတ်တွေဟာ2024ခုနှစ်အောက်တိုဘာလမှာပါကစ္စတန်ထိန်းချုပ်ကက်ရှမီးယား POK ကနေအိန္ဒိယရဲကို Punch Rajouri Nezat ဒေတာရဲ့ခက်ခဲတဲ့မြေမျက်နှာသွင်းပြင်ကိုအသုံးပြုပြီးတရားမဝင်ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။ဒီ Nezat ဒေတာဟာခက်ခဲတဲ့မြေမျက်နှာသွင်းပြင်ကြောင့်တမိုင်းတခြားတရားတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုတွေအတွက်အသုံးခံခဲ့ရပါတယ်။ စိတ်ဝင်ဝင်ရောက်ပြီးနောက်ဒီအဖွဲ့ဟာဂျန်မူနဲ့ကက်ရှမီးယားရဲ့တစ်တွန်းနဲ့တောင်တန်းလမ်းကြောင်းတွေကိုလျှို့ဝှက်စွာဖျက်ဆီးသွားခဲ့ပါတယ်။သူတို့ဟာအတွင်ပိုင်းလမ်းကြောင်းတွေနဲ့တောင်ကုန်းဒေသတွေကိုအုံပြုပြီးတိတာထင်ရှားမှုကိုဂယုတဆိုင်ရှောင်ရှားခဲ့ပါတယ်။နောက်ဆုံးမှာအနန္တနှက်ကို ရောက်ရှိပြီးဖာဟယ်ဂန်စီရောက်ရှိခဲ့ပါတယ်။တိုက်ခိုက်သူတွေဟာဘိုင်းစာနဲ့မြက်ခင်းမြင်ကိုဝန်းရံထားတဲ့ထူထပ်တဲ့ထင်းရှူးတစ်တော်တွေကနေထွက်ပေါ်လာပြီး ခရီးသွားတွေအလဲပတ်လာရောက်ရတာနှစ်သက်တဲ့ဒီနေရာမှာတိုက်ခိုက်မှုကိုစတင်ခဲ့ပါတယ်။သူတို့ဟာအဲ့ဒီမှာစုဝေးနေတဲ့တတိမထားမိတဲ့ခရီးသွားတွေကိုတနက်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ Fahel Gan တိုက်ခိုက်မှုရဲ့အသေးစိတ်အချိန်စရားနဲ့ဒီထိတ်လန့်မွယ်ဖြစ်ရဲ့ဘလို့ဖြစ်သွားခဲ့တယ်လဲဆိုတာကတော့ညနေ2:25မိနစ်ဝင်ချင်းရှင်တန်ကြံရစ်သူတွေရဲ့ဖော်ပြချက်အရခရီးသွားတွေဟာပျော်ပွဲသားထွက်နေရင်ဒါမှမဟုတ်ပြန်လည်ထွက်ခွာဖို့ပြင်ဆင်နေစိမ့်မှာ ပထမဆုံးတနတ်တန်တွေကြားလိုက်ရတယ်လို့ဆိုပါရယ်။ထူးဆန်းတဲ့တိတ်ဆိတ်မှုတစ်ခုခဏတာဖြစ်ပေါ်လာခဲ့ပြီးဧည့်သည်တွေကြားစိုးရိမ်ထိတ်လန့်မှုနဲ့ရှုပ်ထွေးမှုတွေပြည့်နှက်သွားခဲ့ပါရယ်။ညနေ2:45မိနစ်ဝင်းကျင်အနီနာကတစ်တော်ရဲကနေရုပ်ဖြတ်ဝစ်စုံဝစ်ထားတဲ့လက်နက်ကိုင်းအကြမ်းဖက်သမားတွေထွက်ပေါ်လာပြီးလူအုပ်ထဲကိုတနတ်နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါရယ်။မျက်မြင်တပ်သေးတွေရဲ့ဖော်ပြချက်အရတိုက်ခိုက်သူတွေဟာတခါတရံမှာအမျိုးသားတွေကိုရွေးထုတ်ပြီးသူတို့ဟာမွတ်စလင်ဟုတ်မဟုတ်မေးမြန်းက ပြစ်ခတ်မလားဆုံးဖြတ်ခဲ့တယ်လို့ဆိုပါရယ်ခရီးသွားတွေဟာအသက်ရှင်ဖို့အလင်းမြန်ခြံစည်းရိုးတွေနောက်မှာပုံအောင်တာရှင်ထူတဲ့တောင်ဆောင်တွေပေါ်ကပြေးလွှားတာဒါမှမဟုတ်တနက်ကြီးရှောင်ဖို့တွင်းတဲ့ခုံစင်တာမျိုးတွေလှုပ်ဆောင်ခဲ့ပါရယ်တနက်ပြစ်ခတ်မှုဟာမိနစ်30ခန့်ဆက်လက်ဖြစ်ပွားခဲ့ပါရယ်ညနေ3:00နာရီဝင်းကျင်တိုက်ခိုက်သူတွေဟာထွက်ပေါက်အနေငယ်ရှိတဲ့နေရာတွေကနေထွက်ပြေးဖို့ကြိုးစားနေတဲ့ခရီးသွားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ဒီရက်ဆက်တဲ့တိုက်ခိုက်မှုမှာ လူ26ဦးထပ်မင်းနဲ့တေဆုံးခဲ့ပြီးအဲ့ဒီထဲမှာမင်္ဂလာဦးခရီးထွက်နေတဲ့ရေတက်ရာရှိတဦးနဲ့ဗန်လုံငန်းဟောင်းတဦးလည်းပါဝင်ပါတယ်။ညနေ3:40မိနစ်ဝင်းကျင်အိန္ဒိယစစ်တပ်ရဟတ်ရင်တွေကောင်းကင်ထပ်မှရောက်ရှိလာခဲ့ပြီးကြီးမားတဲ့ရွှေပြောင်းကဲတရေးစစ်စင်ရေးစတင်ကြောင်းအချက်ပြခဲ့ပါတယ်။အထူးတပ်ဖွဲ့တွေဟာညနေ4:00မှာနေရာတစ်ခုလုံးကိုလှည့်မြန်သွားထိန်းချုပ်ခဲ့ပြီးထိုင်းလန့်တုံလှုံနေတဲ့ရှင်တန်ကြံရစ်သူတွေကိုလုံခြုံတဲ့နေရာစီပို့ဆောင်ပေးခဲ့ပါတယ်။ ဒီရှုပ်ထွေးမှုတွေကြားမှာအကြမ်းဖက်သမားတွေဟာလုံခြုံရေးတပ်ဖွဲ့တွေထိတ်တိုက်မတိုက်ခိုက်နိုင်ခင် အနီးပတ်ဝန်းကျင်ကထူထပ်တဲ့တစ်တောတွေကိုထပ်မံပျောက်ကွယ်သွားခဲ့ပါတယ်။မျက်မြင်တပ်သည်တွေနဲ့စုံစမ်းစစ်ဆေးသူတွေရဲ့နောက်ပိုင်းဖော်ပြချက်အရတိုက်ခိုက်သူတွေဟာတစ်တောကိုအုံပြုပြီးခက်ခဲတဲ့မြေမျက်နှာသွင်းပြင်နဲ့တဘာဝရုပ်ဖြတ်မှုတွေကိုအပြည့်အဝအသုံးချပြီးလွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်။ခြေရခံမှုကိုထပ်မံရှောင်ရှားဖို့ဒီအဖွဲ့ဟာစုတ်ခွာနေရင်ခိုးယူထားတဲ့မိုဘိုင်းဖုန်းတွေကိုစွန့်ပစ်သွားခဲ့တယ်လို့ဆိုပါတယ်။ နောက်ဆုံးသတင်းအရအကြမ်းဖက်သမားတွေဟာလွတ်မြောက်နေဆဲဖြစ်ပြီး Farhagen နဲ့ Ananda Nak အနီးနားပတ်ဝန်းကျင်ကတစ်တောနယ်တောင်ကုန်းတွေမှာအကြီးစားလူရှာဖွေမှုဆက်လက်လှုပ်ဆောင်နေပါတယ်။ပါကစ္စတန်ကပထမဆုံးလှုပ်ရှားခဲ့ပြီးအိန္ဒိယကတွန်းဆုတ်မှုမရှိဘဲတုံ့ပြန်ခဲ့ပါတယ်။အခုချိန်မှာတော့နှစ်ဖက်စလုံးဟာနျူကလ িয়ার လက်နက်အသုံးပြုမှုဆိုတဲ့မဖြစ်မနေရှောင်ရှားလိုတဲ့အရာကိုရှောင်ရှားဖို့တန်တိတ်ထန်ချထားပုံရပြီမဲ့အကြီးစားသမရိုးကြစစ်ပွဲဆင်နွှဲဖို့ကနေနောက်ဆုတ်ဖို့ဆန္ဒမရှိပုံပါပဲ။ ပါကစ္စတန်ဟာသူ့ရဲ့စစ်ရေးနဲ့စီးပွားရေးဟာအိန္ဒိယထက်အဆမတန်သေးငယ်တယ်ဆိုတာသိထားပြီးတချိန်ကသူတို့ဘက်မှာမရှိဘူးဆိုတာကိုနားလည်ထားပါတယ်။သူတို့ရဲ့ဗိုလ်ချုပ်တွေကစစ်ပွဲဖြစ်လာရမယ်ဆိုရင်လင်မြန်ပြီးရက်ဆက်ရမယ်လို့သဘောတူခဲ့ကြပါတယ်။ပါကစ္စတန်ရဲ့ဗျူဟာကယိုရှင်းပါတယ်။ပြင်းထန်စွာထိုးနှက်တိုက်ခိုက်ပါ။စောစီးစွာထိုးနှက်ပါ။နေမီရီကိုသိမ့်ပိုက်ပါ။အိန္ဒိယရဲ့အလွန်မင်းအင်အားကြီးမှုကိုအသုံးမပြုနိုင်ခင် ကဘာကြီးကိုဝင်ရောက်ဆွတ်ဖက်အောင်ဖိအားပေးပါဆိုတာတွေပဲဖြစ်ပါတယ်။ပါကစ္စတန်ဟာအိန္ဒိယရဲ့ Coastal Doctrine ရန်သူနယ်မြေတဲကိုပေါ်ပါပြီးလှည့်မြသွားထိုးဖောက်တိုက်ခိုက်ရေးကိုသူတို့ရဲ့ Mandal Down ပြင်းထန်တဲ့ထိုးစစ်ဖြစ်ပြောင်းလဲဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပါကစ္စတန်မှာ American ထုတ် F-16 ဂျက်လေယာဉ်တွေရှိပေမဲ့သဘောတူညီချက်အရအိန္ဒိယကိုတိုက်ခိုက်ဖို့အသုံးမပြုနိုင်ပါဘူး။ဒါကြောင့်သူတို့ဟာတရုတ်ထုတ် J-17 ဂျက်လေယာဉ်တွေကိုအသုံးပြုပြီးပထမဆုံးတိုက်ခိုက်မှုကိုစတင်မှာပါ။ ပါကစ္စတန်ဂျက်လီယင်တွေဟာနယ်စပ်ကိုဖျက်ချော်ပြီးစုညံသွားဝင်ရောက်လာမှာဖြစ်ပြီးပန်ဂျက်ရာဂျစ္စတန်နဲ့ဂျမ်မူမာရှိတဲ့အိန္ဒိယရဲ့ရှေ့တန်းလေတပ်စခန်းတွေကိုအကြီးအကျယ်ထိခိုက်စေဖို့ရည်မှန်းထားပါတယ်။ဒုံးကျည်တွေဟာရေဒါစကန်တွေထိန်းချုပ်ရေးဌာနတွေနဲ့လေယာဉ်ကွင်းတွေပေါ်ကိုစုညံသွားကြောက်ပောက်ကွဲမှာဖြစ်ပြီးအိန္ဒိယရဲ့ကာကွယ်ရေးစနစ်တွေကိုပျက်စီးအောင်လုပ်ပြီးနောက်ဆက်တွဲလှုပ်ဆောင်မယ့်အရာတွေအတွက်မြေပြင်ကိုအားနည်းစေဖို့ရည်ရွယ်ပါတယ်။အဲဒီနောက်ပါကစ္စတန်ဟာအတိအကတိုက်ခိုက်ရေးတင့်ကခါလစ်နဲ့ ထောက်ပံ့ပို့ဆောင်ရေးရင်တွေကိုအသုံးပြုပြီးလာဟိုးနဲ့စီယာကုတ်ဈေးညံကနေတပ်ဖွဲ့တွေကိုရွှေ့ပြောင်းမှာပါပါကစ္စတန်ရဲ့အထူးကောင်းမွန်တဲ့တန်ကြက်ကတပ်မဟာတွေဟာအိန္ဒိယပန်ဂျက်ထဲကိုအလင်းမြန်ဝင်ရောက်လာမှာဖြစ်ပြီးသူတို့ရဲ့ချက်ချင်းကြီးမှန်ချက်ကရှင်းပါတယ်အိန္ဒိယမတုံ့ပြန်နိုင်ခင်အမရစ်စာနဲ့အနီးဝန်းကျင်ခရိုင်တွေကိုသိမ်းပိုက်ဖို့ဖြစ်ပါတယ်အိန္ဒိယနယ်မြေကိုထိန်းသိမ်းထားနိုင်ခြင်းဟာပါကစ္စတန်ကိုနောက်ပိုင်းညှိနှိုင်းမှုတွေမှာအားကောင်းတဲ့အခွင့်အရေးပေးနိုင်မှာဖြစ်ပြီး သူတို့အနေနဲ့ဒီနယ်မြေကိုဆက်လက်ထိန်းထားနိုင်မှုသာလိုအပ်ပါတယ်။တပြိုင်နက်ထဲမှာပဲကက်ရှမီးယားရဲ့ခတ်ခဲတဲ့တောင်းတန်းတွေကိုဖျက်ပြီးပါကစ္စတန်အထူးတပ်ဖွဲ့တွေပုံမမှန်တိုက်ခိုက်သူတွေနဲ့အတွေ့အကြုံရှိစိတ်ဝင်သူတွေဟာထိန်းချုပ်မြင်းတွေကိုဖျက်ကျော်ဝင်ရောက်လာမှာဖြစ်ပါတယ်။သူတို့ရဲ့မစ်ရှင်ကပိုပြီးရည်မှန်းချက်ကြီးပါတယ်။ဂျန်ရှရီနာကအဝေးပြေးလမ်းမကြီးကိုဖျက်တောက်ပြီးကက်ရှမီးယားတိုင်ဝမ်ကိုအိန္ဒိယရဲ့ဂျန်ဒီယာတွေနဲ့ဖျက်ထားဖို့ဖြစ်ပါတယ်။တောင်ဘက်မှာတော့အိန္ဒိယတပ်ဖွဲ့တွေဟာ ပါကစ္စတန်ရဲ့ဆင့်ပြည်နယ်တွေကိုအချိန်နဲ့ဝင်ရောက်လာမှာဖြစ်ပြီးဟိုက်ဒရာဘတ်နဲ့ကာရာချီစီဥတီသွားမှာပါ။ဒါဟာအိန္ဒိယရဲ့အရန်တပ်ဖွဲ့တွေကိုအဓိကစစ်မြေပြင်ကနေဖယ်ထုတ်ဖို့ရည်ရွယ်တာပါ။ဒီတော့တွင်ပင်လယ်ပြင်မှာအိန္ဒိယရစ်တက်ရဲ့အင်အားကြီးမားမှုနဲ့ရှင်ရင်အလွန်အားနည်းနေတယ်ဆိုတာသိထားပါဗျ။ဒါကြောင့်ရင်ကုန်သင်္ဘောတွေဒါမှမဟုတ်လင်းတင်သင်္ဘောတွေနဲ့ထိတ်တိုက်တိုက်ပွဲဝင်ဖို့အန်ဒီယမယူပဲအာရိပြပင်လယ်ရဲ့မှောင်မိုက်တဲ့ရေပင်တွေကိုရင်ကုန်သင်္ဘောတွေကိုဆေလွတ်မှာဖြစ်ပြီ မွန်ပိုင်းနဲ့ဂူဂျာရက်ကန်ယိုဒန်းနားမှာသေစေနိုင်တဲ့မိုင်းထောင်ဝင်းတွေကိုဖန်တီးခဲ့ပါလိမ့်မယ်။သူတို့ရဲ့ရည်မှန်းချက်ဟာအိန္ဒိယရေတပ်ကိုအနိုင်ယူဖို့မဟုတ်ဘဲအိန္ဒိယရဲ့လှုပ်ရှားမှုတွေကိုနှောက်ယှက်ပေးဖို့နှောင့်နှေးစေဖို့နဲ့အရေးကြီးတဲ့အရင်းမြစ်တွေကိုလမ်းကြောင်းပြောင်းသွားအောင်ဖိအားပေးဖို့ဖြစ်ပါတယ်။အိန္ဒိယရဲ့ Ghosted Doctrine ဘယ်လိုအလုပ်လုပ်ကြလဲ။အိန္ဒိယရဲ့ Ghosted Doctrine ဟာအိန္ဒိယစစ်တပ်ရဲ့အကိုင်းခတ်အမျိုးမျိုးကိုပါဝင်စေပြီးညှဉ်းညွတ်တဲ့တိုက်ခိုက်ရေးအုပ်စုတွေအနေနဲ့ထိုးစစ်ဆင်ရေးလှုပ်ဆောင်မှုတွေကိုဆောင်ရွက်တာပါ။ ါကစ္စတန်တင်ကားတွေနေဆက်ကိုဖျက်ကျော်လာချိန်မှာပဲအိန္ဒိယလီတက်ပါကစ္စတန်ထက်အဆမတန်ပိုကြီးမှပြီးအားကောင်းတဲ့လီတက်ဟာသူ့ရဲ့တိုက်ခိုက်ရေးအစီအစဉ်ကိုစတင်လှုပ်ဆောင်နေပြီဖြစ်ပါတယ်။သူတို့မှာခင်မီစမ်းသတဲ့ရာဖေးတိုက်လေယာဉ်တွေစမ်းသပြီးသား MiG-21 လေယာဉ်တွေနဲ့အင်အားကြီးတဲ့စုခွိုင်းစုတတိလေယာဉ်တွေ ရှိပါတယ်။မင်းပိုင်းတွင်ဒီလေယာဉ်တွေဟာပါကစ္စတန်ရဲ့ရှစ်တက်လာတဲ့တန်ကြပ်ကတပ်ဖွဲ့တွေကိုထိတ်တိုက်ရင်ဆိုင်မှာဖြစ်ပြီးပိန်းငှက်တွေလိုစစ်မြေပြင်တွေကိုထိုးဆင်းလာမှာဖြစ်ပါတယ်။ တိုက်လေရင်ဘုံကျဲမှုတွေဟာအီလက်ထရွန်နဲ့နှောက်ယှက်ပေးတဲ့ဆက်တွေရဲ့အကာအကွယ်ဖြင့်ကာကွယ်ရေးလေရင်တွေရဲ့အကူအညီနဲ့ပါကစ္စတန်လေးပိုင်းတစ်ထက်ကိုနှက်ဆိုင်စွာထိုးဖောက်ဝင်ရောက်မှာပါသူတို့ရဲ့ပြစ်မှတ်တွေကိုဂရုတစိုက်ရွေးချယ်ထားပြီးလေကြောင်းရန်ကာကွယ်ရေးကွန်ရက်တွေရေဒါစကန်တွေနဲ့လာဟိုစာကိုတာမူတန်လိုမြို့တွေကအဓိကစစ်ရေးဌာနတွေဖြစ်ပါတယ်ဒီမစ်ရှင်ဟာရက်ဆက်ပြီးရည်ရွယ်ချက်ရှင်းလင်းပါတယ်ပါကစ္စတန်ရဲ့တပ်ဖွဲ့တွေကိုထိန်းချုပ်နိုင်သံကိုဆိုးရွားစွာထိခိုက်စေဖို့ ူ့ရဲ့ကာကွယ်ရေးစွမ်းရည်တွေကိုဖယ်ရှားဖို့နဲ့ပါကစ္စတန်စစ်တပ်ကိုအိန္ဒိယရဲ့ရှစ်တက်လာတဲ့စစ်ရေးရန်ရရဲ့ပြေဝတဲ့တိုက်ခိုက်မှုကိုရင်ဆိုင်ရအောင်ဖွင့်ထားလိုက်ဖို့ဖြစ်ပါတယ်။အိန္ဒိယဂျက်လီယင်တွေကကောင်းငင်ကိုဖျက်ဆီးတိုက်ခိုက်နေချိန်မှာအိန္ဒိယရဲ့မြေပြင်တပ်ဖွဲ့တွေအင်အားကြီးမှတဲ့ထိုးစစ်တပ်မဟာတွေဟာနေဆက်စီလှည့်မြန်သွားရှေ့တက်လာမှာဖြစ်ပါတယ်။သူတို့ဟာရုရှားထုတ် T90 တင်ကားတွေအိန္ဒိယထုတ် Arjun တင်ကားတွေနဲ့တန်ကြပ်ကားရှင်တွေရဲ့အဆုံးမရှိတဲ့စီးသိမ်းမှုကိုယူဆောင်လာမှာပါ။ ဒီတပ်ဖွဲ့တွေဟာမြေပြင်ကိုတုံခါသွားစေတဲ့လွင်မြင်တစ်ခုဖြစ်ပြောင်းလဲလိုက်မှာဖြစ်ပါတယ်။တင်ကားတွေနဲ့ဆက်ရန်တရားတက်ဆင်ထားတဲ့ခြေလင်တပ်တွေဟာပါကစ္စတန်ရဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိကျသွားဖျက်ဆီးမှာဖြစ်ပါတယ်။ယာနဲ့ချီတဲ့အိန္ဒိယတပ်ဖွဲ့တွေဟာလာဟူးမြို့ရဲ့တကားဝါမှာရောက်ရှိခဲ့ပြီးအားကောင်းတဲ့ခံတပ်တွေကိုရှောင်ကွင်းပြီးမြို့ကိုဝိုင်းထားဖို့ရွေးချယ်ကာအင်အားဖြစ်တမှုနဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်လိုက်မှာဖြစ်ပါတယ်။ပါကစ္စတန်နိုင်ငံပြည်ပေါ်မှာရရှိတဲ့မိုင်းတိုင်းဟာ တဖြည်းဖြည်းပဋိပက္ခပုံမူကြီးထွားလာနိုင်တဲ့အန်ဒီယေကိုယူဆောင်လာမှာဖြစ်ပေမဲ့အိန္ဒိယရဲ့ဗိုလ်ချုပ်တွေဟာတချိန်ကသူတို့ရဲ့ရန်သူ ဖြစ်တယ်ဆိုတာသိထားပါဗျ။သူတို့ဟာနိုင်ငံတကာအတိုင်းဝိုင်းကအပြစ်ခတ်ရစဲရေးမချမှတ်နိုင်ခင်ပြတ်သားတဲ့အောင်မြင်မှုတစ်ခုရရှိဖို့တန်လိမ့်ထန်ချတာပြီးရှစ်ဆက်တက်လာမှာပါ။တောင်ဘက်မှာတော့အိန္ဒိယတပ်ဖွဲ့တွေဟာပါကစ္စတန်ရဲ့စင့်ပြည်နယ်တွေကိုအချိန်နဲ့ဝင်ရောက်လာမှာဖြစ်ပြီး Hyderabad နဲ့ Karachi စီဥတီသွားမှာပါ။သူတို့ရဲ့ရည်မှန်းချက်က ရှင်းပါတယ်။ ပါကစ္စတန်ရဲ့တောင်ပိုင်းသွေးကြောတွေကိုဖျက်တောက်ဖို့ကရာချီပါကစ္စတန်စီးပွားရေးကိုနိုင်ငံရဲ့ကြံရှိနေတဲ့အပိုင်းတွေနဲ့ဖျက်ထားဖို့ဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။